ပဇွန်စင်းတို့မြန်မာတာကိုရှော့ချနိုင်ဖို့ပဇွန်သားပေါက်မွေးကန်တွေကိုတိုးချဲ့မွေးမြူသွားမယ်လို့မြန်မာနိုင်ငံပဇွန်လုံငန်းရှင်များတင်ကပြောပါရယ်ဒီသတင်းကိုတော့သူစာလင်းကပြပို့ထားပါရယ်ရှင်မြန်မာနိုင်ငံမှာပဇွန်သားပေါက်မွေးမြူလုပ်ငန်းကနိပညာခက်ခဲတွေကြောင့်အောင်မြင်မှုမရရှိခဲ့ပဲပဇွန်ထုတ်လုပ်မှုတွေကျဆင်းခဲ့ပြီးဈေးနှုန်းမြင့်မားတာတွေရှိနေခဲ့ပါတယ်။ဒီခက်ခဲတွေကိုဖြစ်ရှင်းနိုင်မှုအတွက်ပဇွန်လုပ်ငန်းရှင်တွေနဲ့ဖွဲ့စည်းတွေပူးပေါင်းပြီးပဇွန်သားပေါက်ကန်တွေကို ERV တိုင်းနဲ့ရခိုင်ပြည်နယ်မှာမွေးမြူသွားဖို့ပြင်ဆင်နေကြတာပါ။ဒီ member တွေကပေါ့နော် EC တွေကအတူပေါင်းပြီးတော့လုပ်မဲ့ဟာလေးပါ။ လူပေါင်းပြီးလုပ်မဲ့ဟာဆိုတော့အိမ်မှာပစွန်တားပေါက်ဆိုင်မဲ့လူနဲ့ပစွန်စာဆိုင်မဲ့လူနဲ့ကန်ဆိုင်မဲ့လူနဲ့ဆက်ဆိုင်မဲ့လူနဲ့ technical ဆိုင်မဲ့လူနဲ့အဲ့လိုပေါ့နော်အလုံးပေါင်းပြီးတော့နောက်ပြီးတော့အတင်းနေတဲ့ကလည်း invest ဆိုင်မဲ့လူပေါ့နော် share လေးတွေရောင်းပြီးတော့ဒီဟာလေးကို account ထဲပို့မယ်ပေါ့နော်အောင်မြအောင် account ထဲပို့ပြီးတော့ဒီဟာလေးကို system တစ်ခုထဲမှာကျွန်တော်ကဒါသူများတွေလာကြည့်ပြီးတော့ဒီရဲ့စနစ်တိုင်းလုပ်လို့ရှိရင်ဘယ်လောက်မြတ်တယ်ဘယ်လောက်ယဉ်ကျေးထည့်ရမယ် အဲဘလူးတက်နိုလော်ဂျီနဲ့လုပ်ရမယ်1 square meter ကိုဘယ်လောက်ထိထည့်ရမလဲဆိုတော့အဲ့လိုမျိုးလေးပေါ့နော်ဟော format လေးလဲဟို format လေးလဲဖြစ်အောင်လုပ်ပြီးတော့ဒါကျွန်တော်တို့ဟို demonstration farm တဘောမှာအဲ့ဒါလေးကျွန်တော်တို့လုပ်ကြမယ်ဆိုတော့စဉ်းစားကြတာပါနော်လက်ရှိမှာညီမနိုင်ငံရဲ့ပြဇွန်မွေးမြူရေးအတွက်ပြဇွန်တားပေါက်တွေကိုထိုင်းနိုင်ငံကနေဝယ်ယူမွေးမြူနေရပြီးမြောက်ရီနဲ့ဇက်မတဆင်ညီမနိုင်ငံအတွင်းမှာတရားဝင်ပြဇွန်ရောင်းချတာတွေရှိသလိုတရားမဝင်ရောင်းချမှုတွေလည်းရှိနေပါတယ် ပြည်တွင်းမှာပဇွန်သားဖောက်လုပ်ငန်းရှင်တွေနဲ့နီးမျိုးစုံသုံးပြီးပဇွန်သားဖောက်လုပ်ငန်းတွေလုတ်ကင်နေခဲ့ပြီးမြအောင်မြင်မှုမရှိဘဲအရှုံးပေါ်တဲ့အခြေအနေကြောင့်ပဇွန်မွေးတဲ့သူတွေနဲ့လာပြီးပြည်တွင်းစိတ်ကပ်မှာပဇွန်ရှာပနေရဖြစ်တယ်လို့ညီမနိုင်ငံငါးလုပ်ငန်းရှင်များတင်ကပြောပါတယ်။မျိုးပဇွန်တွေခုနသဘာဝမှာလည်းအခု black tiger ကလည်းအခုနဟိုဟာပေါ့သူ left infection ရှိတယ်။သူ့မှာလည်းမျိုးမတန်ဗနာမီဆိုလည်းဖောက်ကြည့်တာပဲ။အဲ့လိုပဲသူတို့မှာအဲ့လိုရောဂါကြီးအများကြီးဖြစ်လာတဲ့ခါကျတော့ဟိုရောဂါမထိန်းချုပ်နိုင်တာပေါ့နော်။နောက် ြီးကိုယ်မှလည်း research တွေမရှိတဲ့ခါကျတော့ဟိုထိန်းချုပ်တဲ့စနစ်ကလေးတွေမရှိတဲ့ခါကျတော့လေအဲ့လိုမျိုးလေးယောဂါ၆ဝဇွန်ရဲ့ sector တစ်ခုလုံးကြာသွားတယ်လို့ဆရာမအနေနဲ့သုံးသပ်ပြောချင်ပါတယ်။လက်ရှိစားသုံးနေတဲ့ရေကျိုးပဇွန်တို့ရေငန်မှာမွေးတဲ့ပဇွန်ကြားနဲ့ပဇွန်မြူတို့ဖြစ်ပြီးမြန်မာနိုင်ငံအတွင်းရေငန်မှာတဘာဝမွေးမြူပေါက်ဖွားနေတဲ့ပဇွန်မွေးမြူရေလုပ်ငန်းဧကပေါင်း3400ကျော်ရှိနေပါတယ်။ကျွန်မကသူစွာလင်းပါ။